ကျွန်တော်ရဲ့ချစ်မစ်ဆွေမောင်နှမများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်နော်။စာနာ channel လေးကနေတဦးတယောက်မှချန်နေတွေ့စွာကြိုဆိုလိုက်ပါတယ်ချစ်မစ်ဆွေများအားလုံးစားစားရအစီအမချောမှုပါစေနော်။လောက်ကံများလည်းတွတ်တက်အောင်မြင်ပါစေ။ဝင်ဝင်တိုးလို့သောစုများရရှိပါစေလို့။တဲ့ဆန္ဒ live show လေးစတင်ပါပြီ။ဆန္ဒရဲ့ချစ်မိတ်ဆွေအားလုံးဝင်လာပြီနော်။အားလုံး နည်းနည်းလေးလိုင်းလေးကြာတယ်နော် 10မိနစ်2မိနစ်တည်းမှာเนาะချစ်မိတ်ဆွေတွေအားလုံးเนาะအားလုံးမနေ့ကဝမ်းကျင်းလေးတော့အဆင်မပြေခဲ့ဘူးเนาะအားလုံးတဲ့ဟိုဒီနေ့တော့အကောင်းဆုံးစနာစ조사ပေးထားတယ်เนาะအားလုံးလည်းအဆင်ပြေပါစေလို့ဆုတောင်းမေတ္တာလေးပို့သပေးပါတယ်เนาะတဲ့စနာရဲ့ချစ်မိတ်ဆွေလေးလက်မလေးနှိပ်ပေးเนาะဝင်လာတာနဲ့လက်လက်မလေးနှိပ်ပေးပါစနာရဲ့ကနန်းလေးတွေလည်းရှယ်မှုရှယ်အားလေးတွေနဲ့လည်းရှယ်ပေးပါအောင်နော်ဆက်ခရပါမနေ့ရသေးတော့ချစ်မိတ်ဆွေအစ်တလေးတွေဆက်ခရပါလေးနှိပ်ပြီးတော့လည်းဝိုင်းပေးအောင်နော် တဲ့တပတ်လာမဲ့ပတ်တွဲတပတ်ဆောင်ကလေးတွေဒီတပတ်ကတော့အားလုံးတပတ်ဆောင်ကလေးတွေအဆင်ပြေမထင်နဲ့နော်ပတ်တီတလုံး၃ပတ်ဒီပဲကျန်တော့တယ်၆ပတ်ဒီ၅ပတ်ဒီမွေး break ကတော့၁၆ break နော်၁၆ break မှာ main break လေးကတော့၂၉နဲ့၄ခုနဲ့ရလောထွက်သွားပြီမွေးခွေလေးကတော့၃ည၅ခုမှာ၃၅ဆိုတော့ဒါအပီးတစ်ချိန်လေးထွက်သွားခဲ့ပြီနော်မွေးကနန်းလေး၄ခုတည်းလည်းအဆင်ပြေခဲ့ပြီဒီတပတ်ဆောင်ကလေးတွေအလုံးကနော်အဆင်ပြေတယ်နော်တပတ်ဆောင်ကတ်တွေကြည့်ထိုးတဲ့လူတွေချစ်မိတ်ဆွေလေးတွေအားလုံးအဆင်ပြေမထင်နဲ့နော် တဲ့ခဏနေတမိနစ်2မိနစ်နေလူလေးခဏစောက်မယ်နော်တမိနစ်2မိနစ်ဝမ်းကြိတ်လေးပြောပြပေးပါမယ်နောက်ဆုံးပိတ်လေးနဲ့ငွေလေးရရှိဖို့အတွက်ဆန္ဒကချစ်မစ်စုလေးတွေကိုဝမ်းကြိတ်လေးတွေပြောပြပေးမှာဖြစ်ပါတယ်နော် တယ်စနားချင်းမိတ်ဆွေလေးလေးဝင်လာတာနဲ့ကျွန်တော်လက်လက်မလေးတယောက်ချက်စီနေပြီနော်အားလုံးဝမ်းရံပေးနော်အားလုံးအဆင်ပြေစေမှာအကျိုးမြတ်ရစေမှာဖြစ်ပါတယ်နော်ကနန်းကောင်းလေးတွေကိုတင်ပေးပါမယ် screen လေးကိုနှစ်ချက်ထောက်လိုက်ပါတော့လက်လက်မလေးပေးပြီးသားဖြစ်ပါတယ်ဒါမှမဟုတ်ဘေးနားအဆက်လေး30ကိုနှိပ်လိုက်တာနေတယ်ဒါလက်လက်မလေးပေးပြီးသားဖြစ်တယ်နော်ဘာမှအပန်းမကြည့်ပါဘူးနော်လက်လက်မနှစ်တဲ့လူတွေဘာမှတအူးမေတ္တာတအူးစေတနာလေးပေါ့နော်တအူးကမေတ္တာထားတအူးကစေတနာထားရင်အလုံးဒါအဆင်ပြေတယ်ပေါ့နော် ။နလမလေးများရင်ဇနာဝမ်းကြိတ်လေးပြပြပေးမနော်။2မိနစ်2မိနစ်လေးပါနော်။နလမလေးနှိပ်ပြီးနော်။အားလုံး ဲစနရဲ့ချစ်မိတ်ဆွေမောင်နှမများအားလုံးလက်လက်မလေးတယောက်တစ်ချက်စီနေပြီနော်လက်လက်မလေးကိုကာနိုင်ကြတာဘာမှဘာမှမကြည့်ဘူး screen လေးကိုနှစ်ချက်ထလက်လက်မလေးပေးပြီးသားဖြစ်တယ်ဒါမှမဟုတ်ဘေးနာအဆက်လေးကို32ဒါလက်လက်မလေးပေးပြီးသားဖြစ်တယ်နော်ဘာမှဘာမှမကြည့်ပါဘူးနော်လက်လက်မပေးရတာနော်ပြောရတဲ့အခါမှာစနရဲ့ကနန်းလေးတွေကအမြဲမြင်တွေ့ဖို့တပတ်ဆောင်ကလေးတွေအမြဲတွေ့မြင်ခြင်းတော့နေတိုက်လေးတွေတွေ့မြင်ခြင်းနဲ့ချစ်မိတ်ဆွေလေးတွေအားလည်း ဆက်ခရပါလေးနှိပ်တာနော်ဆက်ခရပါနှိပ်တာမှာအလုံးမြင်တွေ့ရမှာဖြစ်တယ်နော်ချက်တို့လက်လက်မလေးဝင်လာတာလက်လက်မလေးတယောက်တစ်ချက်စီနှိပ်နော်တဲ့ကနန်းလေးပြောပါပေးပါမယ် ဒီနေ့နောက်ဆုံးပိတ်လေးရဲ့အတွက်ဇနရဲ့ဝမ်းကြိတ်လေးကိုပြပြပေးမှာဖြစ်ပါတယ်နော် ီနေ့စနာပြောက်ကနန်းနှလုံးမကြိုက်ပဲနော်ဒီမကနန်းနှလုံးကပျောက်ခဲပါတယ်เนาะအဲကြောင့်စနာကဒီနှလုံးထဲကတလုံးကတော့ကျင်းသေးတယ်เนาะအဲကြောင့်ပျောက်ကနန်းနှလုံးလေးကိုကြိုက်ပါမယ်เนาะအားကောင်းတဲ့ပတ်တီလေးဖြစ်တော့ငါပိတ်တွေပဲလာရင်သုံးကလည်းလာတတ်တယ်เนาะသတိထားဖို့လိုတယ်เนาะတိကနန်းလေးကလည်းအားကောင်းတဲ့အတွက်စနာဒီပျောက်ကနန်းနှလုံးပဲပေးခဲ့မယ်เนาะ ိုက်တဲ့လူတွေဘာမှစိတ်သက်သာကြမ်းမလဲဒီတဲတဲ့ကနဲ့နော်ပါတခါလေးကြရင်တွဲတော့မှသူတို့ကအငိုက်နော်ပြီးခဲ့တဲ့ဘက်ကသုံးလုံးတော့မှဒါပြီးခဲ့တဲ့ဘက်တွေရဆိုရင်သုံးလုံးတော့မှအငိုက်လေးနဲ့လာပြီးတော့နှလုံးအပီးတော့ပေးတဲ့တယ်နော်ခုဒီနှလုံးအပီးကိုလည်းတတိထားနော်ချစ်တို့တွေနော် ဟုတ်ကဲ့တရားမင်းလာပါရှင့်ဟုတ်ကဲ့နော်တဲ့လက်လက်မလေးနှိပ်ပါဦးလက်လက်မလေးရမ်းနေတယ်နော်လက်လက်မလေးတရားပြအောင်နှိပ်ပေးခဲ့ပါဦးဒီနေ့အကောင်းဆုံးစူးစမ်းတာလေပျောက်ကနန်းနှလုံးကြိုက်မယ်နော်ဘာကြလဲဆိုတော့ငါပိတ်တွေပဲလာတဲ့အတွက်သုံးကနန်းကလည်းရမ်းအကောင်းတယ်နော်သုံးကနန်းလေးလည်းအကောင်းတယ်တစ်ကနန်းလေးကလည်းရမ်းအကောင်းပါတယ်အဲအကြောင်းဆန္ဒဒီပျောက်သီးနှလုံးကိုပဲဆန္ဒပေးခဲ့မယ်နော်ဒါပေမဲ့အဟောင်းလေးနဲ့တော့ တွဲထားနော်ငါကလည်းပြန်လာဖို့ရှိတယ်။ဘာကြောင့်လဲ try ငါ3ကံဖြစ်သွားတဲ့အတွက်ငါကလည်းပြန်လာဖို့ရှိတဲ့အတွက်ငါလေးနဲ့တော့ကတ်ပေးထားတယ်နော်။ပျောက်ကနန်းလေးတွေကိုငါနဲ့တတိထားပါနော်။ဘာကြောင့်လဲဆိုတော့ငါတွေကမြူကနန်းဖြစ်တဲ့အတွက်မြူကနန်းလေးနဲ့ဒါလာတတ်တယ်နော်။တတိထားပျောက်ကနန်းလာရင်ပျောက်ကနန်းလာရင်မြူကနန်းလေးနဲ့လာတတ်တဲ့အတွက်ထည့်ပေးထားတယ်နော်။အားလုံးအဆင်ပြေကြပါစေ။စနေ့ချင်းမိတ်ဆွေတွေအားလုံးနော်။ လေးလုံးခွေလေးပေးထားတယ်နော်လေးလုံးခွေကဘာနဲ့မှကက်ဆင်ရမလို့အားလုံးလေးလုံးခွေထိုးချင်တယ်ဆိုလေးလုံးခွေလေးပေါ့နော်တင်းတင်းကဒီတဲထဲမှာလဲပါပြီးသားကနန်းလေးတွေကဘာမှတော့တူတူတူတော့တိတ်အများကြီးမရှိဘူးနော်အကွက်တွေကဒီတဲထဲကအကွက်တွေ main ကွက်နဲ့ဒီလေးလုံးခွေခိုးခွေတယ်ဆိုတာတော့မှအကွက်တွေဆွဲနှုတ်လို့ရတယ်တူရက်ကော့တွေအများကြီးရှိတယ်နော်အားလုံးစနားရဲ့ချမိတ်ဆွေတွေအားလုံးအဆင်ပြေဖို့အတွက်ဒီဒီနေ့နောက်ဆုံးနေ့လေးမှာအားလုံးအဆင်ပြေကြပါစေနော် ဟာလေးကိုဘရိတ်ကြိုက်တယ်ရှင်ဟုတ်ကဲ့လေးကိုဘရိတ်လေးရလဲကြိုက်တယ်နော်လေးကိုဘရိတ်လေးကြိုက်ပါတယ် အဲ့ဒါလည်းဆိုတော့မနက်ပိုင်းကိုမနက်ပိုင်းကို tip break ထွက်တယ်ဆိုရင်နော် tip break တွေထွက်တယ် tip break ဆိုရင်လေးကို break တွေရလဲလာတတ်တယ်နော်တတိအဲလေးကို break လေးလည်းကြိုက်တယ်ရှင်နော်မနေ့ကတော့မနေ့ကတော့လေးကို break လေးတွေကတော့ထွက်သွားတယ်နော်ဒီနေ့ဈေးလဲမှလည်းနည်းနည်းကြိုက်သေးတယ်နော်ပြောလို့မရဘူးသူတို့တွေကနော်ဟို break တွေကတစ်ခါကြိုက်လာရင်ထက်တယ်နော် ခုဆိုရင်သူတို့ကဘယ်လိုပေးနေလဲဆိုတော့ဒါမဲ့ဒီနေ့တော့ပေးချင်မှာပေးမှာပေါ့နော်မနေ့ကဆိုရင်အဲ break တွေအား power တွေပေးနေတယ်နော်မနေ့ပါပုဒ်ဘူးနေရသူပုဒ်ဘူးနေရ3 break ပေးရညနေပိုင်း6 break ထွက်တယ်နော်မနေ့ကဆိုရင်6 break ပေးတယ်ညနေပိုင်းကျတော့4 break ထွက်တယ်နော်အဲ့လိုပါဝါလေးတွေနဲ့သူပေးနေတယ်ဒါပေမဲ့ဒီနေ့ပေးမလားမပေးလားတော့ เนาะဒါကြည့်ရမှာဗောနော်ဒီနေ့မနက်ပိုင်း break ကို power ညနေကျရင်တော့ဒီ power လေးခံကြည့်ဗောနော် break ခုကတော့နှစ်ပင်ရှိသွားပြီဗောနော်သူကဗုဒ္ဓဘူးကြာတာ break မှာ power လေးတွေနဲ့ပြီး power break တွေချနေတယ်เนาะဒီနေ့ကတော့နည်းနည်းလေးတတိထားဗောနော် power break လေးဒါတချို့သိတဲ့လူတွေကတော့သိပါတယ်เนาะ power break လေးတွေပြီးနေတယ်အော်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဦးဝင်းဦးရေဟုတ်ကဲ့ရှင့်အော်မှုန့်နေတာလားဟုတ်ကဲ့ အဆင်ပြေလားမသိနော်ဟုတ်ကဲ့တဲ့လက်လက်မလေးတရားပြည့်အောင်ပေးခဲ့ကောနော်ချစ်တော်ရေလက်လက်မလေးတရားပြည့်အောင်ပေးခဲ့ပါအောင်အားလုံးနော်အဆင်ပြေအောင်လဲဆန္ဒကနန်းလေးတွေဇနကနန်းလေးလေး ပေးခဲ့ပါလေနော်မှုံနေတာအဆင်ပြေလားမသိရှင့်တယ်လလမလေးပြိုင်းလူလေးပေါ့နော်လလမတရားပြအောင် screen လေးကိုနှစ်ချက်နှိပ်ဒါလလမလေးပြပိသားဖြစ်တယ်တပည့်လေးနှိပ်လိုက်တာနဲ့ဒါလလမလေးပြပိသားဖြစ်တယ်ဒါမှမဟုတ်ဘေးနာအဆက်လေး30ကိုနှိပ်လလမလေးပြပိသားဖြစ်တယ်နော် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ โอเคဒါလေးကတော့နေတိုက်လေးဖြစ်တယ်เนาะချစ်တို့ရေတဲ့လက်လက်မလေးတရားပြည့်အောင်ပြိုင်းတူလေးပေးပါအောင်ချစ်တို့ရေเนาะဒါကနေတိုက်ဘာကြောင့်လဲဆိုတော့စနားကပျောက်သီးပေးတာမဟုတ်ဘူးเนาะပျောက်သီးကလည်းထွက်နိုင်ခြင်းရှိတဲ့ပေးနေကြเนาะ20 site လေးတွေရှိတဲ့အတွက်စနားပေးခြင်းဖြစ်ပါတယ်เนาะဒီနေ့တရက်စာမှာဒါအ ਨੇ ဆုံးတစ်လုံးကတော့ထွက်မှာပါเนาะပျောက်ကနဲနှလုံးမကနဲနှလုံးကတော့နည်းနည်းပျောက်ခဲပါတယ်เนาะအလုံးအဆင်ပြေပါစေဘာသုံးသမားလေးတွေကလည်းเนาะဟိုဘယ်လိုခေါ်မလဲဆိုတော့ ငါးပိတ်တွေကြီးပဲထွက်နေတယ်နော်ငါးပိတ်တွေပဲဆိုတော့သုံးကနဲ့ကလည်းအားကောင်းတယ်နော်ဒီနေ့မထွက်ခဲ့ရင်ဒါနောက်ပတ်ဆိုစောစောထွက်မဲ့ဒါပက်တီလေးဖြစ်ပါတယ်နော်တက်တမားလေးတွေနော်တက်တမားလေးတွေဒီနေ့လိုက်ချင်တယ်ဆိုရင်လိုက်လို့ရပါတယ်အားကောင်းပါတယ်နော်တက်ကလည်းအားကောင်းတာမဟုတ်လို့ဇန်နာပျောက်သီးလေးနှလုံးကိုပေးခဲ့ခြင်းဖြစ်ပါတယ်နော် ငါးကနန်းကိုတတိထားနော်ဟုတ်ကဲ့3930ပါရှင့်ဟုတ်ကဲ့တင်ကွက်က3930ပါနော် ုတ်ကဲ့ဥရှင်ဝင်းရေမင်္ဂလာပါရှင့်တယ်လက်လက်မလေးပေးပါအောင်ချစ်တို့ရေနော်လက်လက်မလေးတွေတရားပြည့်အောင်ပေးခဲ့ပါချစ်တို့ရဲ့လက်လက်မစန္ဒာအတွက်အာတယ်လာမက်ပတ်အတွက်ကိုတပတ်ဆောင်ကလေးတွေချစ်ထိုးခြင်းနဲ့ချစ်မိတ်ဆွေတွေအတွက်စန္ဒာတပတ်ဆောင်ကလေးကိုတနင်္ဂနွေနေ့ဈေးမနက်ပိုင်းမှာတင်ပေးပါမယ်နော်အားလုံးဒါဟို ဘလို့ခေါ်မလဲအကွက်မများပါဘူးเนาะကိုကြိုက်တယ်เนาะကိုကြိုက်တယ်ပေါ့เนาะအခုပတ်တီးကြိုက်တယ်ဆိုပတ်တီးလေးလိုက်ဒါမှမဟုတ်ရင် break ကြိုက်တယ်ဆိုရင် break လေးလိုက်ဇာတ်ုံးနဲ့လိုက်အဆင်ပြေတယ်เนาะဆန္ဒဒီဥစ္စာကဆန္ဒမရောမဲနဲ့ပေးခဲ့တာเนาะအားလုံးအဆင်ပြေအပတ်စဉ်ပတ်တိုင်းဆန္ဒလွင့်နေတာကကုတနစ်ပေါ့เนาะမပြည့်သေးဘူးဒီတောက်လျှောက် နော်ဒီတပတ်ဆောင်ကလေးတွေကအလုံးဒါအဆင်ပြေတယ်လို့ပဲခေါ်ရမှာပေါ့နော်အလုံးဟိုဘယ်လိုခေါ်မလဲဆိုတော့ဒီ break တွေရောဒီအခွေတွေရောဆိုစတားရှိမှကြည်နေတဲ့လူတွေလူဟောင်းနေသိတယ်နော်အတော့ break ဒီ break လေးတွေဆိုလဲစနာရောင်းစားလို့ရတယ်ဒါပေမဲ့ရောင်းစားဘူးအလုံးအဆင်ပြေဖို့လက်အာအမြဲတမ်းစနာထည့်ပေးလိုက်တယ်ဒီမွေးကန်းလေးတွေဆိုလဲအပတ်စဉ်အပတ်တိုင်းနော်ဒီ တုံးလေးဘက်ရှိပြီးစတိုက်တွေအရင်ဘက်တွေပတ်တွေကတော့တခါတကြရင်အပက်ချားသွားတာပေါ့နော်မထွက်ဘူးဒါဝင်ခံတယ်ဇနားတို့ကထွက်ရင်ထွက်တယ်ဘယ်ကနန်းမဲ့ထွက်ထွက်ဘယ်တော့မှအောင်မွေးခံလေးလည်းမရှိဘူးဇနားပုံမှန်ပဲလွှင့်နေကြတိုင်းပဲတွင်ပေးတယ်နော်ဘယ်တော့မှအောင်မွေးမခံပါဘူးထွက်ရင်ထွက်တဲ့အတိုင်းပဲဇနားပြောတယ်မထွက်မထွက်တဲ့အတိုင်းပဲပြောတယ်နော်အဖွဲ့ဝင်လေးဒီနေ့တကယ်လို့ဇနားအဖွဲ့ဝင်လေးတွေပြောမယ်နော်ဟုတ်ကဲ့ ဟုတ်ကဲ့ဒီပူရှင်ဟုတ်ကဲ့မောင်နှမပါเนาะညီမလေးဟုတ်ကဲ့ အားလုံးပေါ့နော်ဇနာရဲ့ဖုံးဝင်လေးတွေစိတ်မကောင်းဘူးဇနာအပတ်စဉ်ပတ်တိုင်းတချို့ကြတော့ဇနာကိုနှစ်သိမ့်စကားလေးတွေပြောတယ်အပတ်စဉ်ပတ်တိုင်းစားလာတာဒီတပတ်မှပဲနော်ကြော်တာနော်ဒါလက်တွဲလာတဲ့လူတွေကိုသိတယ်ဇနာရဲ့အကြောင်းတွေကိုလက်တွဲလာတဲ့လူတွေသိတယ်ဇနာဘယ်လိုချပေးလဲဆိုတော့ဒီတပတ်မှဒီတပတ်မှဇနာကနန်းလေးကလွဲချော်နေတယ်ဒါပေမဲ့ဘာမှမပူပါနဲ့ဇနာဘယ်လိုပြန်ရှာပေးလဲဆိုတာကိုအဖွဲ့ဝင်တွေသိမယ်နော်ဒီလာမဲ့ပတ်အတွက်တကယ်လို့ဒီနေ့ မပတ်နိုင်ဘူးဆိုရင်မိန်ကွက်လေးတွေထိုးเนาะမိန်ကွက်လေးတွေတော့၃ကွက်ရှိတယ်เนาะပေးထားတဲ့ဟာလေးတွေတော့ထိုးပါချစ်တို့เนาะဟိုစနာကဒီရနေပြီးတော့တောင်းမှန်နေပြီးရတဲ့ခါမှာအိုက်ကနန်းလေး၃ကွက်တည်းပဲလိုက်ကြည့်ပါเนาะဒါလိုက်ကြည့်လို့ဒါအစင်ပြေသွားတယ်ဆိုရင်ဒါချစ်တို့တွေဒါဘာပဲပြပြဟိုအရင်လေးရတာပေါ့နော်အမျက်တော့မထွက်ဘူးတကယ်လို့ ဒါထွက်ခဲ့တယ်ဆိုရင်အရင်လေးရတယ်ဆိုနောက်ပတ်ကြရင်ဆန္ဒကအမျက်ထွက်အောင်ပေးမယ်ဆန္ဒရဲ့ကဏန်းကဘူရမှုမှုကျော်ဆန္ဒဘဲကဏန်းတွေပဲထွက်ထွက်မွေးကဘယ်လိုခေါ်မလဲဆိုတော့လက်စာအခွေပဲထွက်ထွက်ဆန္ဒကဒါထွက်တဲ့လို့ကိုဆန္ဒစိတ်ထဲမှာမခံယူထားဘူးเนาะဆန္ဒအမြဲတမ်းပြောတယ်ဆန္ဒရောင်းစားနေဆန္ဒတပတ်ဆောင်ကလေးကလေးလောင်းဝဖရီထုတ်ပြီးတယ်ပြီးသွားတဲ့အခါမှာဇနရကပတီးကိုပဲအဓိကပေါ့နော်ဒါပေါ့ ဘလို့ခေါ်မဲဆိုတော့အဖွဲ့ဝင်ခေါ်တဲ့အတွက်ဆန္ဒပတ်တီမထွက်ခဲ့ရင်ဆန္ဒမှာတာဝန်ခံမှုတာဝန်ယူမှုဆိုတာရှိတယ်လားဒီတပတ်ကပြီးသွားတဲ့ခါမှာဆန္ဒထွက်ခဲ့တယ်ဆိုတာတော့မှဒီနေ့ထွက်ခဲ့တယ်ဆိုတာတော့မှဆန္ဒကလုံးဝဟိုမှာမဖြစ်ဘူးเนาะဘာကြောင့်လဲဆိုတော့ဆန္ဒတာဝန်ခံလာတာကဗုဒ္ဓဘူးမကျော်ဖြစ်တဲ့အတွက်ဗုဒ္ဓဘူးကျော်ပြီးထွက်တယ်ဆန္ဒကဏ္ဍမဟုတ်ဘူးဆန္ဒဒါပေမဲ့ဒီနေ့ ကျတို့တကယ်လို့လိုက်ချင်တယ်ဆိုရင်လိုက်ထားပါထွက်ခဲ့တယ်ဆိုလည်းလာမဲ့အပတ်အတွက်ဖွင့်ဝင်ခြင်းဘသူတူတူတယောက်မှပေးစရာမလိုဘူးစတာပြန်ပေးမှာခဏနေရောနော်စနာစနာဘက်ကတာဝန်ခံမှုတာဝန်ယူမှုရှိတယ်နော်အော်ကျေးဇူးတင်တယ်ညီမလေးတို့ဒါဟုတ်တယ်เนาะကျေးဇူးအများကြီးတင်ပါတယ်ခုလိုပြောပြီးဘာပဲဖြစ်ဖြစ်ပေါ့เนาะခုလိုပြောတဲ့အတွက်ဟို ဘလို့ခေါ်မဲဆိုဆန္ဒဘက်ကလည်းဆန္ဒတာဝန်ကျရာအဖက်တိုင်းလည်းလုတ်ပစ်ခဲ့တယ်နော်ဆန္ဒရဲ့အဖွဲ့ဝင်တွေဆိုနှစ်သီးစားနဲ့အများတမ်းရတယ်လက်ဆောင်အခွေမှာထက်ရတယ်ဆန္ဒကလက်ဆောင်ခွေရတာကိုဆန္ဒကဘာမှဟိုဟာမဖြစ်ဘူးနော်အများတမ်းလည်းရတယ်ဒီတစ်ပတ်မှလွဲချော်နေတဲ့အတွက်ဆန္ဒဒါဒါဖွဲ့ဝင်တွေကိုဒီနေရာနေပြီးတော့တောင်းမှန်နဲ့ပြီးွားတဲ့ခါမှာနောက်ပတ်အတွက်လည်းအဖွဲ့ဝင်ချင်းလွှဲเสียရမလို့ဒီနေ့ထွက်ခဲ့သည်ရှိရောလွှဲเสียရလည်းမလို့ဘူးအဖွဲ့ဝင်လည်းမခေါ်ဘူးเนาะ။ဒါကြောင့်လည်းလာမယ့်ပတ်အတွက်ဆန္ဒအဖွဲ့ဝင်မခေါ်ဘူးဆန္ဒတောင်းဝင်ကြည့်အောင်ပေးမယ်။ နော်ချစ်တို့တွေဘာမှမပူပါနဲ့တာဝန်ကြီးကြီးလေးနဲ့ဆန္ဒအလုံးလုံးပေးပါမယ်တာဝန်ခံမှုတာဝန်ယူမှုဆိုတာရှိတယ်ဆန္ဒခေါ်တဲ့ကပတိတလုံးကိုပဲခေါ်တာနော်ပတိတလုံးအတွက် main ကွက်တော်မှာအဓိကမဟုတ်ဘူးနော် main ကွက်ကဒါဆက်ကွက်တွေကတုံးကွက်တွေရွေးထုတ်ပေးရတာနော်အဲအားကြောင့်ဆန္ဒရှိမှတကယ်လို့ယုံကြည်လို့လက်တွဲကျင်တယ်ဆိုလာမဲ့ပတ်တွေမှာလက်တွဲလို့ရတယ်ဆန္ဒတာဝန်ခံမှုတာဝန်ယူမှုအပြည့်ရှိပြီးသားနော် ထွက်ခဲ့တဲ့ဗုဒ္ဓဘူးကြော်လို့ထွက်ခဲ့တယ်ဆိုတာတော့မှစနကနံမဟုတ်ဘူးပတ်တီမဟုတ်ဘူးစနခေါ်တဲ့ကဗုဒ္ဓဘူးမကြော်ခေါ်တာလားနော်စနကိုလက်တွဲကျင်တဲ့လူတွေစနရဲ့ဒါလူတွေသိလိမ့်မယ်ဒါအပတ်စဉ်အပတ်တိုင်းလဲစနဒီနေ့ဒီချိန်စဒီလိုမျိုးတော့ပြောခဲ့တာမဟုတ်ဘူးဘာကြောင့်လဲကနန်းအောင်တဲ့အတွက်ပြောခဲ့တာမဟုတ်ဘူးနော်ဒါပေမဲ့ဒီဘက်မှာလဲချော့သွားတဲ့အတွက်ကိုစနက live မှာဒါပြော ပြောပေးရတာပေါ့နော်ချစ်တို့ကိုဒါမဲ့အပတ်အတွက်ကျွန်တော်ရှိမှာဖုံးဝင်ထားတဲ့လူတွေတပြားတချမ်းမှပေးစရာမလိုတော့အကုန်ကနန်းပြန်ပို့ပေးမယ်နော်အကုန်လုံးကနန်းလေးတွေကိုအစောစောထွက်မဲ့ပတ်တီကိုပြန်ပြီးတော့ပေးမယ်ဒီနေ့အရင်လေးရအောင်လုပ်တာအမျက်မရတာတော့မှအရင်လေးရအောင်ထိုးထားပေးနော်ချစ်တို့တွေနော် ဟုတ်တယ်တုံးကလည်းကောင်းပါတယ်တုံးကလည်းဘာကြောက်လဲဆိုတော့ငါးပိတ်တွေဖြစ်တဲ့အတွက်တုံးနေရလဲဒါလာနိုင်ခြင်းနှစ်ရက်တွင်းတော့မှလာနိုင်ခြင်းရှိတယ်တကယ်လို့တုံးကဒီနေ့မထွက်ခဲ့ဘူးဆိုရင်မန်းဒေးတော့မှထွက်နိုင်တယ်အားရှိပါတယ်နော်သူတုံးပိတ်ငါးပိတ်တွေပဲဖြစ်တဲ့အတွက်နော်ဇနားကဏန်းလေးတွေကိုဒါဖော်မြူလာလေးတွေနဲ့ဒါချစ်တို့ကိုပြောပြပေးထားတယ်ပြီးရတဲ့အခါမှာ အားလုံးလည်းအဆင်ပြေပါစေနော်ဒီနေ့ဇနာရဲ့ဖုန်ဝင်လေးတွေအားလုံးအဆင်ပြေပါစေတကယ်ကိုဇနာစိတ်မကောင်းစွာနဲ့ပဲနော်ဇနာကဘယ်တော့ဖြစ်ဖြစ်သူများပတ်စံလဲကိုယ်ပတ်စံတော့သဘောထားတယ်နော်ဇနာရင်ထဲတွေမှာဇနာပေါ်တော့ အပတ်တိုင်းလုတ်ပေးခဲ့တဲ့ဟာမှာဒီတစ်ပတ်မှာလွဲချော်သွားခဲ့တဲ့အတွက်စန္ဒစိတ်မကောင်းဖြစ်မိပါတယ်ဒီဒီကနေဘရတောင်းမှန်မယ်အဖော့ဝင်တွေကိုလာမဲ့ပတ်တွက်စန္ဒအကုန်ပြန်ပေးမယ်နော်ဘာမှတဦးတယောက်မှတပြားတစ်ချက်မှစန္ဒကိုပေးစရာမလိုအကုန်ပတ်တီးနဲ့လက်ဆောင်ခွေလေးပြတ်ထည့်ပေးမယ်နော်ဒီနေ့စန္ဒရဲ့ main ကွက်လေးတော့ထိုးပေးထားနော်စစ်တို့တွေနော်အားလုံးတိတ်တကယ်လို့မပတ်နိုင်ဘူးဆိုတာတော့မှ ဒီ main call လေးတော့ထိုးပေးထားပါเนาะအားလုံးဒါအရင်လေးပြန်ရအောင်ပေါ့เนาะဒါအဖွဲ့ဝင်လေးတွေကိုပြပြချင်းဖြစ်တယ်เนาะ နော်အားလုံးအစဉ်ပြေအောင်ဆန္ဒပေးခဲ့ပြီနော်အားလုံးလည်းတဲ့လက်လက်မလက်တရားပြေအောင်ချက်တုံနှိပ်ပေးပါဦးနော်အားလုံးဝမ်းကျိလေးတဲ့ဒါဆန္ဒအစဉ်ပြေအောင်ပေးခဲ့ပြီဒါဝမ်းကျိလေးနော်အားလုံးအစဉ်ပြေအောင်ပေးပါတယ်အားလုံးနော်ဆန္ဒရှိမှဟိုအဖို့မဝင်နိုင်ဘူးဆိုရင်ချက်တုံတွေဘာမှမပူနဲ့အဖို့မဝင်နိုင်တဲ့ချက်မိတ်တွေတွေကဆန္ဒရဲ့တပတ်ဆောင်ကတ်တာကြည့်ထိုးအခွေဆိုတာအခွေစားတို့လိုက် တပြားတစ်ချက်မှဗီဇာတချို့ဆိုရင်ဒါအဆင်ပြေလို့ပေးတဲ့လူတွေတော့ရှိတယ်ဆန္ဒမယူဘူးမပေးပါနဲ့ကိုက free ချပေးတဲ့အတွက်အဆင်ပြေအောင်ထိုးဆန္ဒမာကတာဝန်ကဘာလဲဆိုရင်ဆန္ဒရှိမှာဖောက်ဝင်ထားတဲ့လူတွေအတွက်ကိုဆန္ဒမာတာဝန်ကြီးကြီးအရင်အစမှန်တဲ့စကားပြောတာနော်အဖောက်ဝင်နေတဲ့အတွက်ကတော့တာဝန်ကြီးအောင်ဆန္ဒလုပ်ပေးခဲ့ဒီတစ်ပတ်တာဝန်မကြီးတဲ့အတွက်ဆန္ဒစိတ်မကောင်းဖြစ်နေရတာအပတ်စဉ်အပတ်တိုင်းတော့အဆင်ပြေအောင်လုပ်လာတဲ့ဥစ္စာကနော်ဒီတစ်ပတ်မှာလွဲချော်နေတဲ့အတွက်ဆန္ဒကဒီအဖောက်ဝင်တွေကိုနော် ဒီနေရာနေပြီးတော့ဆန္ဒကနော်လာမဲ့ဘက်တွက်လုံးဝပေးစရာမလိုဘူးအကုန်ပြန်ပေးမှာနော်အကုန်ဖို့ဝင်နေတွက်ပြန်ပေးမယ်အဖို့ဝင်လည်းမခေါ်ဘူးဒီဒီနေ့ထွက်ခဲ့တယ်ဆိုတာတော့မှအကုန်ပြန်ပေးမှာနော်ဆန္ဒကဘယ်တော့မှဟိုသူများပတ်စံကိုကိုပတ်စံလိုပဲသဘောထားပြီးတော့ဆန္ဒကကဏန်းလေးတွေကိုအကုန်ချပေးတာဤသစ္စာမှန်တဲ့သစ္စာတကားကြောင့်ဆန္ဒကဏန်းလေးအမြဲတမ်းအောင်ပါစေလို့ဆန္ဒဆုတောင်းမေတ္တာလေးပို့ပေးတယ်နော်ဆန္ဒအမြဲတမ်းဆန္ဒယုံကြည်ထားတယ် အောင်မယ်လို့ယုံကြည်ထားတဲ့ဇနကဏန်းနေဟုတ်နော်။ဒါကြလဲဆိုတော့သူများပေါ်မှာကိုဘတော်မသူများပစံကိုပစံလိုပဲသဘောထားတယ်နော်။ဇနတို့ကပြီးခဲ့တဲ့ခါမှာသူများကိုဟိုဘယ်လိုခေါ်မလဲဆိုတော့မလိန်စားဘူးနော်။ဤတစ္ဆာစကားမှန်တယ်ဆိုရင်ဇနကဏန်းတွေကလုံးဝမက်ဘယ်လိုခေါ်မလဲဆိုတော့မှန်တဲ့ကဏန်းတွေဖြစ်ပါစေလို့ပဲဇနကဆုတောင်းတာနော်။အားလုံးအဆင်ပြေကြပါစေနော်။ ကဲတစ်သုံးချင်းလေးကင်မယ်ပျောက်ကနန်းမဟုတ်လို့ကင်တာမဟုတ်တော့ကြနိုင်တဲ့ကနန်းမဟုတ်လို့သနာကင်တာနော်သနာမှာကနန်းနေလေဟိုပေါ့ပေါ့နည်းနည်းလေးတော့ဟိုဟာဖြစ်တယ်ဒါပေမဲ့ကိုကနည်းနည်းနောက်ဆုံးနေဆိုတော့နည်းနည်း loose ဖြစ်နေတာပေါ့နော်ကနန်းလေးတည်းကနည်းနည်းဟိုဟာကနန်းကင်ရမလို့ကြည့်ရမလို့အဲ့လိုမျိုးဂျားတဲ့နေမှာပြီးတော့ဒီတစ်ဘက်ကကနန်းကနည်းနည်းသနာတွေ့အကန်ကန်လေးနည်းနည်းပေါ့နိုင်နေတဲ့ နေအပတ်လေးဖြစ်သွားတာပေါ့နော်ဒီတပတ်လေးကဖြစ်သွားရင်တော့ဆိုကိုခိုင်တဲ့ကဏ္ဍလေးတွေကဒါအလုံးအစင်ပြေနေတာနော်အဲအကြောင်းလဲအဖွဲ့ဝင်တွေကလုံးဝကိုသူတို့တွေဇွဲနဲ့ကိုလိုက်တာချစ်ဖို့ကောင်းပါလေစန္ဒကိုလည်းနေ့တိတ်စကားလေးတွေလည်းဒါတချို့ကပြောပြောခဲ့ပါတယ်နော်အလုံးကိုကျေးဇူးတင်ပါတယ်အလုံးဒါပေမဲ့စန္ဒကစိတ်ထဲမှာပေါ့နော်တိတ်ပြီးတော့ဟို ပြောပေမဲ့လည်းစိတ်ထဲမှာတော့မကောင်းဘူးပေါ့နော်ကိုယ့်ရဲ့ဟို အဖွဲ့ဝင်လေးတွေဒီလိုမျိုးဖြစ်သွားတဲ့အတွက်ကိုစာနာပြန်ရှာပေးပါနော်ချစ်တို့တွေဘာမှမပူနဲ့နော်ဒီမှာကြည့်နေတဲ့ဆိုရင်လည်းအလုံးကိုထိုးရမယ့်ကဏ္ဍလေး main ကွက်လေးပဲထိုးတာနော်ချစ်တို့အဆင်ပြေပါပါနော်တဲ့ဆနာရဲ့ချစ်မိတ်ဆွေတွေတဲ့လက်လက်မလေးတရားပြည့်အောင်ဂျိုင်းလူလေးနှိပ်ပေးပါဦးအားလုံးเนาะအားလုံးအဆင်ပြေစေဖို့အတွက်เนาะ ထဲကျွန်တော်ရဲ့ချင်းမိတ်ဆွေတွေအားလုံးစိတ်ချမ်းသာကိုကြမ္မာခြင်းနဲ့လည်းလုံးစုံပြည့်စွာပါစေနော်စိတ်သားတိုင်းကိုပါလူရင်းစနားတွေလည်းပြည့်စုံကြပါစေမှတ်ပေးတဲ့လူတွေကို live အေးတဲ့လူတွေရောကြည့်ပေးတယ်မအားလည်းလည်းကြားတယ်အကြည့်ပေးနေတဲ့ချင်းမိတ်ဆွေတွေတော့အားလုံးအဆင်ပြေကြပါစေချင်းမိတ်ဆွေတွေအားလုံးဒီနေ့နောက်ဆုံးပိတ်အိတ်နဲ့လွယ်ပါဒါပေမဲ့ဆောင်ကလေးကိုတနင်္ဂနွေနေ့မနက်စင်းမှာစန္ဒာပြောပြမယ်နော်ဟိုဟာပေါ့ တပတ်ဆောင်ကလေးကိုနော်အားလုံးအဆင်ပြေကြပါစေကျွန်မရဲ့တပတ်ဆောင်ကလေးကိုအမြဲတမ်းစောင့်မျှော်နေတော့ချစ်မိတ်ဆွေလေးတွေနော်ဆန္ဒဟိုတနင်္ဂနွေနေ့ဈေးမှာဆန္ဒ live show လေးလွှင့်ပေးမယ်နော်မနက်စလိုက် show လေးလွှင့်ပေးပါမယ်နော် sorry တဲ့လဲလမလေးတရားပြအောင်နှိပ်ပေးပါနော်အားလုံးချစ်မိတ်ဆွေလေးတွေအားလုံးနော် တယ်လားဒီနေ့လိုက်ရှိုးလေးဒီနေ့မှာရနာကွက်ပြူတော့အားလုံးကြပါချမ်းသာကြပါစေစိတ်သားတိုင်းကိုပါလို့ဆန္ဒတွေလည်းပြည့်စုံကြပါစေเนาะစီးပွားလက်လက်ပါများလည်းတိုးတက်အောင်မြန်ပါစေအသက်ရှူတိုင်းလည်းဝင်ဝေးတိုးပွားစွာရရှိပါစေဒီနေ့နောက်ဆုံးပိတ်အိတ်နဲ့လွယ်နိုင်ကြပါစေเนาะတကယ်မြတ်တာစင်မြတ်တာမန်နဲ့မင်္ဂလာရှိတဲ့နေ့မင်္ဂလာရှိတဲ့အချိန်မင်္ဂလာစကားလေးနဲ့ဆုတောင်းမြတ်တာလေးပို့တာပေးပါတယ်အဖို့ဝင်နေရောအဖို့ဝင်နိုင်တဲ့ချစ်မိတ်ဆွေတွေအားလုံးဒီနေ့နောက်ဆုံးပိတ်လေးမှာအဆင်ပြေကြပါစေเนาะအားလုံးတက်တာเนาะတကယ်လို့မနက်စင်းလေးမှာနှစ်သိန်းစားနဲ့အဆင်ပြေခဲ့နေခင် င်းစေးစာတာတက်လာပေးအောင်မယ်နော်ချစ်တို့ရေနော်အားလုံးအဆင်ပြေကြပါစေနော်